ဘာလုပ်နေကြလဲလို့ဆိုတော့စီဘုံနေတို့ဆံအိတ်တွေတို့ကလေးကိုကတ်နော်ကလေးကအကတ်ခံလူလူချင်းအဲ့လိုကတ်ရတာဟုတ်လားမဟုတ်ပါဘူးခင်ဗျာဒုဗုဒ္ဓဘာသာကတော့ယူတာပဲမလုပ်ဘူးလားလုပ်တယ်အဲ့ဒါမျိုးလေတွေ့ရနောက်တစ်ခုဘာသွားပြီးတော့တွေ့တယ်ဆိုတော့အဲ့ကလေးကနေပြီးတော့ထိုင်ပြီးတော့သုံးဝိုင်းမှာနော်သမင်းဝိုင်းမှာခြေသုံးကနေတင်ကလေးချိန်ပြီးတော့ထိုင်နေကြတယ်မိသားစုကဝင်ပြီးတော့အဲ့ဒါနှစ်ယောက်နှစ်ယောက်ပြီးတော့ကတ်နော် ဘသူကတ်နေတာလေကလေးကိုအဲ့ကလေးကိုကတ်နေတာပုံများကြည့်ရင်လို့ရှင်အဖောင်သုံးနော်အဖောင်မူကံဓမ္မရရအရှင်ကုမာရရဲ့ခြံမှာလာရောက်ပြီးတော့ကြည့်ရှုနိုင်ပါတယ်အဲ့ဒီပုံများရှိနော်အေးအဲ့ဒီပုံစံမျိုးနဲ့ဖြစ်ကြတာဥစ္စနောကယမ်းပြောတယ်လေဖြစ်မှသလိုဟုတ်လားဓာတ်ပုံမှာတခါတည်းယူခိုင်းလိုက်နော်အဲ့ဒါမျိုးလေးတွေမရှိဘူးလားရှိပါတယ်အဲ့ဒါမျိုးများများဖြစ်နေခြင်းတွေဘာသာရေးကောင်းဆောင်ဖြစ်တဲ့ခေါင်းကြီးများညံ့နေတယ်လို့ပြမပြဘူးလား ရတယ်အဲ့ဒီပုံစံမျိုးဖြစ်နေတဲ့တော့ဟာတခါလေးကြတော့လေတော်တော်လေးသိကြတယ်တို့ရဲ့ဘုရားဘာသာတော်တော်ချင်းလေးသုံးနေပါလားလို့နော်အဲ့ဒါမျိုးသွားပြီးတော့တွေ့ရတယ်ဒါကဥစဉ်ကဟိုသိတာလေးနေနေပေါ့နော်နောက်တစ်ခုကကြတော့ပုံလေးတစ်ပုံနဲ့တခါထုတ်လိုက်ဘာလေးလဲလို့ဆိုတော့မရှိခဏဝိမလတဲ့နာမည်ရေးတာဘာလဲလဲမရှိခဏဝိမလတဲ့ပုံကဘယ်မှာသွားပြီးတော့တွေ့တော့ပုံကအုတ်ဆောင်ဆောင်းတာယသိလို့လို့ဘုံကြီးလို့လို့ဖြစ်နော် ထဲထဲမှာကျတော့လည်းပဲစာကတော့ဥစဉ်တို့ဘုရားကိုတရားကိုစာပဲဒါပေမဲ့ရှိရနေဗာလိတွေခန္ဓာအုံနဲ့နော်အုံစလုံးတွေဗာလိခန္ဓာလေဘုဒ္ဓံတရဏံကိစ္ဆာမိတောင်ဒီတိုင်းရိုးရိုးမဟုတ်ဘူးအုံဘုဒ္ဓံတရဏံကိစ္ဆာမိအုံဓမ္မံတရဏံကိစ္ဆာမိအုံသံဃံတရဏံကိစ္ဆာမိတဲ့ဘုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃံတရဏံကိစ္ဆာမိလို့ညွတ်လားညွတ်ပါဘုရားဟောတာကဘုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိ သံဃာပရဏံကိစ္စမီးအုံပါလားပါပါဦးဗျာအုံကဘယ်ရောက်လဲအဲ့ဒါမျိုးယူတာဟုတ်လားနော်မရှိဘူးလားအဲ့ကြတော့အုံရဲ့အသေးပဲကိုလိုက်ပြီးစစ်စစ်ကြည့်အောင်အုံဒီဘယ်ကလာတယ်လဲလို့ပြန်ပြီးစစ်စစ်လေ့လာကြည့်ရတယ်နော်လုပ်ငန်းတစ်ခုကိုလုပ်ရင်ပထမဆုံးစစ်စစ်ရဝေဖန်ရပြီးရင်ဆုံးဖြတ်ရဆုံးဖြတ်ပြီးတော့ရင်ဖြစ်အောင်လုပ်ရအဲ့ဒါမှဘုရားဘာသာစစ်တာဖရာကအဲ့လမ်းစဉ်နဲ့ तू မလုပ်ခင်မှာစစ်စစ်နဲ့ပြီးရင်ဒီလုပ်ငန်းကို ဖုံးဖြတ်ပြီးတော့လုံမကြည့်ဘူးလားလုံကြည့်တယ်မှားရင်စွန့်လွတ်ခဲ့နောက်တလန်းပြန်ပြီးတော့လိုက်ဘုရားကအဲ့တိုင်ယူသားနော်ဘုရားကအဲ့လိုတောင်လုံးမြောက်လို့ဟုတ်လားမဟုတ်ပါဘူးဗျာအဲ့လိုလူသားမျိုးဘုရားမဟုတ်ဘူးနော်အဲ့ကြတော့ကြာကြာနာနာအုံကိုလိုက်ပြီးတော့ကြည့်ရင်အုံဒီဘာတွေပေါင်းထားတာလဲလို့ပြောရင်အာရေဥရေမရေပေါင်းထားတာဘာကိုပေါင်းထားလဲအာရေဥရေမရေအဲ့ဒီအာဥမ အကုန်လုံးပေါင်းလိုက်လို့ဘာဖြစ်သွားလဲအုံဖြစ်သွားတယ်နော်အဲ့ကြတော့အုံဆိုတဲ့ဒီစကားလေးနဲ့အဒီဘုဇုကိုရည်ရွယ်ထားတယ်လေလို့ပြောရင်ဘိတ်တနုနဲ့ကိုဘိရှင်နုကိုနော်ဘိတ်တနုနဲ့ကိုရည်ရွယ်တာဘုဇုကိုရည်ရွယ်လေဘိတ်တနုနဲ့ကိုရည်ရွယ်တယ်ဥဆိုတာကြတော့ဘုဇုကိုရည်ရွယ်တယ်လို့ပြောရင်ရှီဝကိုရည်ရွယ်တာရှီဝနဲ့ဘုဇုလည်းရှီဝနဲ့ကိုရည်ရွယ်တယ်ဒီဘက်ကမအတိဘုဇုကိုရည်ရွယ်တယ်လို့ပြောရင်မဟာပြန်မာကိုရည်ရွယ်တာနော် အဲ့ဒါဒီအဥမဆိုတဲ့ဒီသုံးလုံးရဲ့မူရင်းအဓိပ္ပာယ်ဒီဘိဒ္ဓနုရဲ့ရှင်ဝရဲ့မာပြမာရဲ့ရှင်းမနေဘူးလားရှင်းနေပါဗျာအဲ့ကြတော့သူတို့ကဘယ်ကယရနာသုံးပါလဲလို့ပြောရင်ဟိန္ဒူဘာသာကယရနာသုံးပါဘယ်ဘာသာကလဲဟိန္ဒူဘာသာဟိန္ဒူဘာသာကယရနာသုံးပါအဲ့ကြတော့သူတို့မလည်းပဲယရနာတွေမရှိဘူးလားเอออะล่ะဖြတ်တဲ့ပုဂ္ဂိုလ်ကရှင်ဝဆိုရင်လည်းပဲရှင်ဝကအဖြတ်လုပ်ငန်းလုပ်တယ်ကြောက်တရားကောင်းတယ်ဘာညာသူတို့မင်းလည်းရှိတယ် အဲ့ကြတော့သူတို့ရဲ့ဒီသုံးခုကိုကသွားစော်ကားရမှာလားလို့ပြောရင်စော်ကားလို့ရလားမရပါဘူးမရဘူးကိုကကိုသုံးရင်လည်းသုံးလို့မရဘူးလားရတယ်ဒါပေမဲ့အုံဒီဘယ်ကလာတာလဲဆိုတော့မသိသင့်ဘူးလားသိသင့်တယ်အဲ့ကြတော့ခဲဒီဘက်ကဟိန္ဒူဘာသာရဲ့အုံနဲ့ဗုဒ္ဓံတရဏံကိစ္ဆာမိနဲ့ပြောလိုက်တယ်အုံဗုဒ္ဓံတရဏံကိစ္ဆာမိတော့ဘာဖြစ်လဲဘာဖြစ်သွားလဲကောဟိန္ဒူဘုရားဘာသာလူလူဖြစ်သွားတာဟိန္ဒူလည်းပဲမဟုတ်ဘူး ဘုရားဘာသာလည်းပဲမဟုတ်ဘူးအဲ့ဒါသက်ကြာကဗျာဟုတ်လားကဗျာဖြစ်မှာပါဦးလားအဲ့ကြတော့ဟိန္ဒူဘာသာရဲ့အရာအယူပြီးတော့မယ်လို့တော့လေခက်နော်ဘိုးဘကဗုဒ္ဓံတရဏံကိစ္ဆာမိကပါနေတော့ဟိန္ဒူဘာသာရဲ့အရာလည်းအယူပြီးလို့ရပြီလားမရပါဘူးမရတော့ဘူးငါကတော့အယူပြီးတင်သားပဲဒါပေမဲ့နောက်ကဗုဒ္ဓံတရဏံကိစ္ဆာမိကပါနေတယ်ဟိန္ဒူဘာသာကလည်းသူ့ကိုအယူမပြီးတော့ဘုရားဘာသာရဲ့အရာအယူပြီးမယ်လို့ပြန်တော့လေလေ အုံဗုဒ္ဓံတရဏံကိသမိဆိုဗုဒ္ဓံတရဏံကိသမိကတော့ငါဟာအုံကငါဟာမဟုတ်ပြန်ဘူးဆိုတော့ဗုဒ္ဓဘာသာရဲ့ရတယ်ကျူးပြလို့ရလားမရပါဘူးဗျာအဲ့ဒါကြောင့်တို့ဗုဒ္ဓဘာသာဆင်းရဲတာဟုတ်လားနော်အဲ့ဒါမျိုးဘာသာတွေကစက်ကြားတွေဖြစ်မနေဘူးလားဖြစ်နေပါဗျာအေးအဲ့ဒါမျိုးတွေကမဖြစ်သင့်ဘူးပြည့်တဲ့ဖြစ်တင်ရလားဖြစ်တင်ပါဘူးဗျာအေးအဲ့ဒါကြောင့်မို့ကိုးကွယ်တာကတော့ဥစဉ်တော့ကအပြစ်မပြောပါဘူးဒါပေမဲ့ဟိုဘက်ကုံလေးရဒီဘက်ကုံလေးရနဲ့ကုံရင်ဝင်ငွေနဲ့ထွက်မမြရင်ဖြည်းဖြည်းနဲ့ ခြုံကြလာမယ်မကြဘူးလားကြပါတယ်ရင်းနှီးရတဲ့မယ်အင်အားတွေနည်းကုန်မယ်အရင်လေးနည်းရင်အမျက်ကလည်းပဲနည်းလာမယ်အမျက်နည်းလာပြီဟဲ့လို့ဆိုရင်ကိုယ့်ရဲ့မိသားစုမလုံလောက်တော့ဘူးမလုံလောက်တော့လို့ရှိရင်ဇာတိတကပြက်လာတဲ့လေချောင်းရင်ရအောင်ဟောဒီဟာလေးတော့ချောင်းပဲကွာတုတ်လိုက်မယ်လူမသိတော့ပါဘူးဆိုပြီးတော့ခဏပန်းရမယ်ငွေကြီးလေးနဲ့ကိုယ့်ရဲ့ဖြူစင်တဲ့ဇာတိတကိုလဲပြက်ကုန်ရတာမပြက်ဘူးလား အဲ့ဒါမျိုးကိုးကွယ်တာတွေမဖြစ်စေရအောင်အဲ့ဒါကြောင့်မို့ဘုရားဘာသာနဲ့နဲ့ကိုးကွယ်မှုဆိုတဲ့အပိုင်းမှာတရလုံကြီးမကိုးကွယ်ပါနဲ့လို့ဦးဇင်းတို့ကပြောကြတယ်ဗါတယ်လေတရလုံမကိုးကွယ်ရပါဘူးတရလုံကြီးမကိုးကွယ်ပါနဲ့ဘုရားရဲ့အဆုံးအမတိုင်းနဲ့ကိုကဒီကိုးကွယ်ပူဇော်မှုအပိုင်းကိုလှုပ်ချင်တယ်ဟဲ့လို့ဆိုရင်ဖះရကတော့နဲ့နဲ့ပတ်သက်လို့ဘာအဆုံးအမနေသိထားတာရှိလေလို့ပြောရင် ကုသိုလ်ကောင်းမှုလုပ်ပြီးတိုင်းလုပ်ပြီးတိုင်းအမြတမ်းပြီးဝေပါတဲ့ဒါလည်းလေကုသိုလ်ကောင်းမှုလုပ်ပြီးတိုင်းလုပ်ပြီးတိုင်းအမြတမ်းပြီးဝေပါရှိရင်လေသူတို့ရလေမရှိရင်လေဘာမှမဖြစ်ဘူးကို့အတွက်ကြောက်เสียကောင်းရလားကောင်းပါဘူးကြောက်เสียအဆင်ပြေမရဘူးပုံတစ်ခုကိုအိမ်ပေါ်မှာတင်လိုက်ရင်တော့အဲ့ဒီပုံကကို့ကိုပြန်ပြီးတော့၆၆လာတတ်တယ်၆တလားမ၆ဘူးလား၆လာတတ်တယ်အဲ့ကြတော့ဒီပုံကို ကိုကဆန္ဒမရှိတော့လို့သွားပြီးတော့ပြစ်တော်မယ်ဆိုတော့ပုံမရှိရင်တော့ဟောတရားအောင်မြန်ကျမ်းမာရေးမကောင်းလိုက်အဲ့ဒါမင်းတို့ပြောသားပဲသောစီကသွားမပြစ်ပါနဲ့လို့ခုပြစ်တဲ့ခါကျတော့ချပြီမင်းတွေ့လားဟောဒါမျိုးတွေဖြစ်ကုန်တတ်တယ်မဖြစ်တတ်ဘူးလားဖြစ်တတ်ပါဗျာအဲ့ဒါကြောင့်ဆုလို့ကျင်တာကကိုဒုက္ခကိုမရှာပါနဲ့ဟုတ်လားဗါတယ်ကိုဒုက္ခကိုမရှာပါဘူးကိုဒုက္ခကိုမရှာနဲ့ ဘလူလေးပဲသူတို့နဲ့ဆက်ဆက်ရမှာကြောရင်ကုသိုလ်ကောင်းမှုလုပ်ရင်အမြတမ်းပေးဝေပါဘာလို့ပေးရမလဲအမြတမ်းပေးဝေအမြတမ်းပေးဝေပါအဲ့လိုလေးလုပ်လို့ရှင်မကောင်းဘူးလားကောင်းပါတယ်ဗျာကောင်းတယ်အေးအဲ့ဒါကြောင့်မို့ဘုရားဘာသာနဲ့နတ်ကူွယ်မှုဆိုတဲ့အပိုင်းမှာဘုရားဘာသာစစ်စစ်လေးလုပ်ပါဟိုဘက်ကနတ်လူလူဓာတ်လူလူယရိယာလူလူနဲ့လုပ်ရင်ဘုရားဘာသာတော့ဘုရားဘာသာပဲဒါပေမဲ့ဘာဘုရားဘာသာလဲဘုရားဘာသာမဟုတ်တော့ဘုရားဘာသာတွေပဲ ဖြစ်မကုန်လားဖြစ်ကုန်ပါပဲအေးနောက်တစ်ခုကဘာလဲပြောရင်လုံးလမရှိဘူးနတ်မကူဘူးတဲ့ဘာလဲလဲလုံးလမရှိဘူးနတ်မကူပါဘူးလုံးလမရှိတဲ့ပုဂ္ဂိုလ်နတ်ကလည်းမကူနိုင်ကူနိုင်လားကူနိုင်ပါဦးဗျာအင်းအဲ့ဒါကံမွဲညံတော့မလုံးမလနတ်မမဘူးတဲ့ဘာလဲလဲကံမွဲညံတော့မလုံးမလနတ်မမဘူးနတ်မခံနေလေဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဒီကံကလည်းရှိမှာ ောက်တစ်ခုကဉာဏ်ကလည်းရှိမှနောက်တစ်ခုကဝရိယကလည်းရှိမှသို့လို့တာကကံရဲ့ဉာဏ်ရဲ့ဝရိယဘာရဲ့ဘာရဲ့လဲကံရဲ့ဉာဏ်ရဲ့ဝရိယဒီသုံးမျိုးတည်းရင်းမကြည့်ဘူးလားရေးကြည့်ပါလေကြည့်ရဲအဲ့ဒါကြောင့်မို့ကံမွဲနော်ကံကမွဲနေတဲ့ကံဖြစ်ရင်လည်းအဲ့ဒီပုဂ္ဂိုလ်နဲ့မှသေးလားကံမွဲတယ်ဆိုတာဘာလဲလို့ဆိုရင်လောကဒုဗဝရနေတဲ့ခိုက်ရတဲ့ ကောင်းတာလည်းလုပ်လို့ရတယ်မကောင်းတာလည်းလုပ်လို့ရဒီလိုလုပ်တဲ့အပိုင်းမှာသူလုပ်တာတွေကိုလိုက်ပြီးတော့ကြည့်လိုက်ရမကောင်းမှုတွေကြည့်တဲ့ဖြစ်မတရားမှုလုပ်တာကိုသွားပြီးကြည့်သူ့လက်ရာတွေကြည့်တယ်ဟောရိုက်တဲ့နှက်တဲ့သွားပြီးတော့ကြည့်သူ့လက်ရာသူ့ခြေရာကြည့်တယ်အဲ့ဒါမျိုးဖြစ်နေတဲ့ပုံကိုဒီကံမွဲမဲ့ပုံဘာမွဲမဲ့ပုံကိုလဲကံမွဲမဲ့ပုံကိုပါဗျာကံမွဲမဲ့ပုံကိုတနည်းအားဖြင့်ပြောရင်ကံမကောင်းမဲ့ပုံကိုပဲ ဘာပုဂ္ဂိုလ်လဲမမကောင်းမဲ့ပုဂ္ဂိုလ်ပါရှင်းမကုန်လားရှင်းကုန်ပါဘေးနောက်တစ်ခုကဘာလဲပြောရင်လုံးလမရှိသည်နတ်မကူဘူးတဲ့ဘာလဲလဲလုံးလမရှိသည်နတ်မကူပါဘူးလုံးလမရှိတဲ့ပုဂ္ဂိုလ်နတ်ကလည်းမကူနိုင်ကူနိုင်လားကူနိုင်ပါဦးဗျာအဲအဲ့ဒါကံမွေးညံလို့မလုံးမလနတ်မမဘူးတဲ့ဘာလဲလဲကံမွေးညံလို့မလုံးမလနတ်မမဘူးနတ်မထွန်းခြင်းလေဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဒီကံကလည်းရှိမှာ နောက်တစ်ခုကဉာဏ်ကလည်းရှိမှနောက်တစ်ခုကဝရိယကလည်းရှိမှသို့လို့ဒါကကံရဲ့ဉာဏ်ရဲ့ဝရိယဘာရဲ့ဘာရဲ့လဲကံရဲ့ဉာဏ်ရဲ့ဝရိယဒီသုံးမျိုးတည်းရေမကြည့်ဘူးလားရေကြည့်ပါတယ်အဲ့ဒါကြောင့်မို့ကံမွဲနော်ကံကမွဲနေတဲ့ကံဖြစ်ရင်လည်းပဲအဲ့ဒီပုဂ္ဂိုလ်နတ်မာသေးလားကံမွဲတယ်ဆိုတာဘာလဲလို့ဆိုရင်လောကလူဘဝရနေတဲ့ခိုင်တဲ့ ကောင်းတာလည်းလုပ်လို့ရတယ်မကောင်းတာလည်းလုပ်လို့ရဒီလိုလုပ်တဲ့အပိုင်းမှာသူလုပ်တာတွေကိုလိုက်ပြီးတော့ကြည့်လိုက်မကောင်းမှုတွေကြည့်တဲ့ဖြစ်မတရားမှုလုပ်တာကိုတွားပြီးကြည့်သူ့လက်ရာတွေကြည့်တယ်ဟောရိုက်တဲ့နဲ့တဲ့တွားပြီးတော့ကြည့်သူ့လက်ရာသူ့ခြေရာကြည့်တယ်အဲ့ဒါမျိုးဖြစ်နေတဲ့ပုံကိုဒီကံမွဲမဲ့ပုံဘာမွဲမဲ့ပုံကိုလဲကံမွဲမဲ့ပုံကိုပါဗျာကံမွဲမဲ့ပုံကိုတနည်းအားဖြင့်ကံမကောင်းမဲ့ပုံကိုပဲဘာပုံကိုလဲကံမကောင်းမဲ့ပုံကိုပါဗျာ ကံမကောင်းတဲ့ပုဂ္ဂိုလ်တဲ့သူလုံးလာတဲ့ကံတွေရလည်းမကောင်းတဲ့ကံတွေကြီးရဖြစ်တော့ကောင်းကျိုးပေးနိုင်လေလားပေးနိုင်ပါဘူးပေးနိုင်တော့အဲ့ဒါကြောင့်မို့ကိုရောသူရောကံကိုပိုင်းနေတော့အကောင်းဆုံးဖြစ်တဲ့ကံကိုမလုပ်သင့်ဘူးလားလုပ်သင့်ပါတယ်ခင်ဗျာကောင်းတဲ့ကံကိုပဲလုပ်ရမယ်အဲကြောင့်ကံမွဲနေရင်လည်းနတ်မကူနိုင်ပါဘူးတဲ့ညံမွဲနေရင်လည်းနတ်မကူနိုင်ပါဘူးလုံးလဝရိယမွဲနေရင်လည်းနတ်မကူနိုင်ပါဘူးကံညံဝရိယမှာမရှိရင်ဘယ်နဲ့မှ ကုနိုင်ရလားကုနိုင်ပါဦးဗျာအေးမကုနိုင်ဘူးအဲ့ဒါကြောင့်မို့လုံးလဝရိယမရှိဘူးဆိုရင်နတ်မကူပါဘူးတဲ့နတ်ခုခံရင်လို့ရှင်ဘာလို့ရမလဲလုံးလဝရိယရှိရကံရဲ့ဉာဏ်ရဲ့ဝရိယဘယ်နှမျိုးရှိရမလဲ၃မျိုးရှိရမှာပါအဲ၃မျိုးရှိရမယ်ကဲနောက်တစ်ခုကအဲ့လိုလိုက်ပြီးတော့ဒီလုံးလဝရိယတော့မရှိဘဲနဲ့လူတွေကဘာတွေကိုသွားပြီးတော့ဥစားပေးနေတတ်လေလို့ပြောရင်လူတစ်ယောက်ရဲ့မွေးနေ့မွေးနံကို ွားပြီးဥစားပေးနေပြန်ရောဘယ်ဘက်ကဥစားပေးနေလဲမွေးနေမွေးနံကိုဥစားပေးနေမွေးနေမွေးနံကိုဥစားပေးတယ်မွေးနေမွေးနံဥစားပေးတယ်ဆိုတာကဘယ်ပုံစံမျိုးလဲလို့ပြောရင်လူတယောက်ကြီးပွားတယ်ချမ်းသာတယ်ဆိုတဲ့အပိုင်းမယ်နေကောင်းရက်ကောင်းမှာမွေးမှအဲ့ဒီပုံကိုကြီးပွားချမ်းသာတယ် ယူတတ်သလားမယူတတ်ဘူးလားယူတတ်ကြပါရဲ့ဗျာယူတတ်သလားမယူတတ်ဘူးလားယူတတ်ပါရဲ့ဗျာယူတတ်တယ်ဘုရားဘာသာရဲ့လောကမှာနော်အဲကြတော့